မင်္ဂလာပါဒီနေ့ပြန်လည်မျှဝေပေးချင်တာကကျွန်တော်မိတ်ဆွေတွေတောင်းဆိုထားတဲ့မြုပ်ထွက်တော်ကောင်းအောင်စတိတကျစိုက်ပျိုးနည်းကြောင်းလေးပဲဖြစ်ပါတယ်မြုပ်ပင်စိုက်ဖို့အတွက်မြုပ်ပင်ကြိုက်နေတတ်တဲ့ပတ်ဝန်းကျင်ကိုအရင်လေ့လာကြည့်ကြအောင်ပါဗျာမြုပ်ပင်ကမြေမျိုးစားတော်တော်များများမှစိုက်ပျိုးလို့ရပါတယ် ချိန်နဲ့တက်တဲ့စိုက်ပျိုးမီချင်ငန်ငယ်ကချောင်းနဲ့ခွန်ကြားကိုချိန်နဲ့တက်ပြီးပူနွေးဆူဆူတဲ့ရာသီကိုပုံပုံချိန်နဲ့တက်ပြီးမယ်ရေဝချင်းကိုတော့မနစ်တက်ဖို့လို့ဆိုပါတယ်စိုက်ပျိုးမီပြုပင်ချိန်မှာနွားချီ၁၀ဒီလောက်ဒါမှမဟုတ်ဘိုကာရှိမီသွေး၁၀အိကနေအိတ်၂၀လောက်ထိထည့်သွင်းပေးပြီးဂျစ်ဆန်ကြောက်မုတ်၃အိလောက်ကိုလည်းထည့်သွင်းသုံးပြုပြီးမြေပြင်ပေးနိုင်ရင်ပိုကောင်းပါတယ်မြုပ်ကို ြိုးခင်းပြိုးဤတွေနဲ့ပြိုးထောင်ပြီးမှစိုက်ပျိုးကြသလိုစိုက်ခင်းမှာဓာတ်ရိုက်ဆီချစိုက်ပျိုးလို့လည်းရပါတယ်ပြိုးခင်းနဲ့ပြိုးထောင်မယ်ဆိုရင်တော့အကျေ၃ပေအမြင့်၆လက်မလောက်ပြိုးပေါင်လေးတွေပြုတ်လုပ်ပြီးပြိုးထောင်မယ်မြေကိုစပကုံဖွဲပြာမြေဆွေးနွားချီဆွေးတွေရောဆက်ပြီးညင်ညင်ညာညာဖြစ်သွားအောင်မြင်ကြီးပါပြင်းတော့မြို့စိတွေကိုတညလောက်ဝေပါပါနဲ့ထုတ်ရေစိန်ထားပြီးနောက်နေ့မှအစီလေးတွေထပ်မနေအောင်ပြိုးပေါင်ပေါ်ကိုညင်ညင်ညာညာကျဲပတ်ပေးပါ ပြီးရင်အပေါ်ကနေမြေသေးပွားပွားလေးဖုံးအောင်ပေးပြီးကောက်ရိုးမထူမပါအုပ်ပေးထားရင်အပင်ပေါင်းလုံးပိုကောင်းပြီးပိုမြန်ပါတယ်ယူခင်းကိုစိုးရမပြတ်အောင်ရေသင့်ရုံမှန်မှန်လောင်းပေးပါကျိုးပင်လေးတွေတလားနဲ့ရက်40ဝန်းကျင်အရွယ်မှာစိုက်ခင်းနဲ့ပြောင်းရွှေ့စိုက်လို့ရပါပြီ။စိုက်ပြိုးမဲ့စိုက်ခင်းကိုထည့်ရင်းနဲ့ထုံရင်းညက်ညက်ပြုလုပ်ပေးပါ။ ရေဝတ်တာကိုမကြိုက်တဲ့အတွက်ရေသွင်းရေထုတ်ကောင်းမအောင်စိုက်ပေါင်စနစ်နဲ့စိုက်ပျိုးတင်ပါတယ်ပျိုးပေါင်ကိုအခြေသုံးဝေပေါင်ပြုတ်လုပေးပြီးအပင်စိုက်မယ်ဆိုရင်တော့ပင်ကြားတပေဝဲထားပြီးစိုက်လို့ရပါတယ်ငရုတ်ပင်အပင်ငယ်စဉ်အပွင့်မပွင့်ခင်မှာဘူကာရှိ9အိဒါမှမဟုတ်ယူရီးယားတိတ်ခန့်အသုံးပြုပေးနိုင်ရင်ကိုကောင်းပါတယ်အပင်ချင်းမှာကောက်ရိုးနှလမအတူဖုံးပေးခြင်းအပြင် ပေါင်းမြတ်တွေကိုနှိမ်နှင်းမိသားဖြစ်သလိုရေစုတက်ကိုလည်းထိမ့်သိမ့်မိသားဖြစ်စေတဲ့အတွက်မြို့ပင်တွေပူပြီးကျမ်းမာတန်ဆွမ်းစေမှာပါမြို့ပင်အပွင့်လေးတွေလိုက်လာပြီဆိုရင် စားကားကိုနှစ်ပတ်တစ်ချိန်နဲ့တစ်လနှစ်ချိန်လောက်ဖြန့်ပတ်ပေးပါဆိုက်ပြူပြီးငလာကြမှာမြို့သီးတွေစတင်ကူဆိုရပြီဖြစ်ပါတယ် ရေကိုတော့အေးရရာဒီမှာ၁၀ရဲ့တစ်ကြိမ်ခန့်နဲ့ပူရဲရာဒီမှာ၇ရဲ့တစ်ကြိမ်တွင်ပေးရပါမယ်။မြို့ပွင့်လှိုင်ချိန်မှာရေငှက်ရင် အပွင့်တွေက အသေးဖြစ်မရောက်တော့ပဲကျွေးကျသွားနိုင်ပါတယ်။မြို့ပင်မှာအဓိကကြောက်တတ်တဲ့ပိုးမွားတွေကတော့လေပိုး၊ပြပိုး၊ပရင်နဲ့ဖြုတ်ပိုးတွေပဲဖြစ်ပါတယ်။ဒီပိုးတွေကြောင့်လည်းကာဝယ်နှိမ်နှင်းလေးကိုဗီဒီယိုကလစ်တွေတင်ပေးဖို့ရှိပါတယ်။ ကြောက်တဲ့ယောဂါတွေကတော့မြို့ကိုင်းပြားကြောက်ယောဂါဘက်တရီယာပင်ညိုယောဂါမြို့ဆူဖို့ယောဂါတွေဖြစ်ပါတယ်စိုက်ပြူးမြေပြုပင်စဉ်ဒါမှမဟုတ်အပင်ဆိုက်စားခြင်းကလေးကခရိုင်ကိုဒါမှမူသက်ပူသက်စေကိုထည့်သွင်းတုပ်ပြုပြီးကာဝေထားနိုင်တယ်လို့ထုံကန့်စေးလိုင်းစာပါကိုဆိုက်ခင်းရေပေးသွင်းပြီးနောက်နေနဲ့မိုးရွာပြီးနောက်နေတွေမှာဖြန့်ပတ်ပေးပြီးကာကွယ်နိုင်ပါတယ်။ ကြာဓာတ်ပုဒ္ဒစီပုဒ္ဒစီနဲ့လည်းကာဝင်နှိမ့်နေနိုင်ပါတယ်ဒီနေ့ရောက်တော့ပါပဲနောက်နေ့မှာလည်းစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေရှားဖွေစုဆောင်မျှဝေပေးဖို့မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးပါဦးတီးနံစိုက်ကောင်းရိုင်းစိုက်သမျှတီးညာထွက်လို့ပြီးထွက်သမျှတီးနံဈေးကောင်းရကြပါသေးဗျာကျေးဇူးတင်ပါတယ်